ပြည်သူများလုံးအမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ရှင်းဖိုက်တာလေးဂျိုရှွာဘန်ကိုဘရာဇီးဖိုက်တာဘရူနိုဆီလ်ဗာနဲ့ UFC ကပွဲပြန်တက်ပြလိုက်တဲ့အကြောင်းလေးပြောပြပေးကြပါရစေဟုတ်ပါတယ်ဘရူနိုဆီလ်ဗာနဲ့ရှင်းဖိုက်တာလေးဂျိုရှွာဘန်ကို UFC ကနေပွဲပြန်ပြီးတက်ပြလိုက်ပါပြီအဲ့ဒီဝက်ဆိုက်ကိုတရားဝင်ထုတ်ပြန်ဆပြလိုက်ဖြစ်ပါတယ်ဒါပေမဲ့ဂျိုရှွာဘန်အစောပိုင်းကပြောသလိုတလောက်တင်းမှာတော့ပွဲတက်ပြတာမဟုတ်ဘူးပေါ့လေတလောက်တင်းမှာချင်းချင်းကြီးတော့မထိုးခိုင်းပါဘူးဇွန်လကိုရောက်မှသူတို့ကပွဲထိုးရမှာပါဒါကြောင့်ဂျိုရှွာဘန်အနေနဲ့လေ့ကျင့်ချိန်လုံလောက်လောက်ရရှိထားတဲ့အကောင်းဆုံးပြင်ဆင်နိုင်လိမ့်မယ်လို့ ယူဆမိပါတယ်ခင်ဗျဇွန်လ9ရက်နေ့ရောက်ရင်ကျင်းပရှိနေတဲ့ UFC 316ပြိုင်ပွဲမှာဂျိုရှွာဘန်နဲ့ဒါဘရူနိုဆီလ်ဗာရဲ့ပွဲစဉ်ပါဝင်လာမှာပေါ့လေဂျိုရှွာဘန်နဲ့ဘရူနိုဆီလ်ဗာကိုအစောပိုင်းကမတ်လ9ရက်နေ့မှာထိုးဖို့စီစဉ်ထားခဲ့တဲ့ UFC 313ပြိုင်ပွဲမှာစီစဉ်ပေးထားခဲ့တာသူတွဲဆိုင်ပါတယ်ဒါပေမဲ့ဘရူနိုဆီလ်ဗာဘက်ကနေရုတ်တရက်ဆိုသလိုပဲပွဲထိုးဖို့အဆင်မပြေဘူးဆိုပြီးတော့နှုတ်ထွက်သွားခဲ့တာကြောင့်သူ့နေရာမှာဂျွန်ဖိုက်တာဆူရီယာကိုအစားထည့်လိုက်ရတယ်အဲ့ဒီပွဲမှာ ရှုံးပွဲလုံးဝမရှိသေးပါဘူးဆိုတော့ကျွန်တော်ဖိုက်တာလေးဆူလို့ရအောင်ကျွန်တော်တို့ရဲ့ဂျိုရှွာဘန်ကနေပြီးတော့ပထမဆုံးအရှုံးအရသာကိုမြည်ဆန်းခိုင်းလိုက်တယ်ပေါ့လေရူနိုဆီလ်ဗာက USC မှာအတက်ကြကြမ်းတမ်းလုံးတဲ့ဖိုက်တာတယောက်လို့ကျွန်တော်ပြောရပါလိမ့်မယ် USC ကစားသမားဘွားအဖွင့်ပွဲစဉ်သုံးပွဲမှာသူတစ်ပွဲမှမနိုင်ခဲ့ပါဘူးအဲ့နောက်ဇုဒ္ဓပွဲစဉ်ကိုရောက်တယ်သူနိုင်တယ်နိုင်တဲ့အချိန်ရောက်တော့လေသူက၄ဘွဲဆက်တိုက်ကိုနိုင်သွားတာဗျအဲ့၄ဘွဲဆက်တိုက်မှာသူကဘောနပ်စ်တွေပါယူပြခဲ့တယ်အဲဒါကြောင့် USC ကနေလေးဘွဲဆက်တိုက်နိုင်ထားတဲ့ Bruno Silva ကို Mane Cas နဲ့ပွဲတယ်ပြလိုက်တယ်။အဲ့ဘွဲမှာကျတော့ Bruno Silva နိုင်ပွဲတွေရပ်တန့်သွားခဲ့တယ်။ပြန်ပြီးအရှုံးရလဒ်ကိုရင်ဆိုင်လိုက်ရတယ်ပေါ့လေ။ပြီးခဲ့တဲ့2024ခုနှစ်တုန်းကတော့ကျွန်တော်တို့ရဲ့ Shin Fighter လေး Joshua Ban ဟာလေးဘွဲတောင်ထိုးခွင့်ရခဲ့တယ်။ USC မှာပေါ့လေ။ဒီနေ့ထက်မှဆိုရင်လည်းအခုဆိုရင် Joshua Ban ကဒါအပါအဝင်ဆိုရင်ပွဲစဉ်နှစ်ပွဲရရှိသွားခဲ့ပါပြီ။ Joshua Ban ဟာနိုင်ပွဲတွေဆက်လာခဲ့တဲ့အတွက် ထိုးကြေးပမာဏအကျိုးခံစား권နေလဲမြင့်တက်လာတယ်လို့ကျွန်တော်သတင်းကြားသိရတယ်။ ranking ရက်တီချက်လည်းမြင့်တက်လာတာကိုမြင်တွေ့ရပါတယ်။အခုဆိုရင်ဂျိုရှာဘန်ရဲ့ ranking ရက်တီချက်ပိုင်းဆိုင်ရာကအဆင့်ဆက်လေးထိတောင်ရောက်လာခဲ့ပါပြီ။ဘရူနိုဆီလ်ဗာကသူ့ထက်အဆင့်၂ဆင့်မြင့်နေ ranking 12ပေါ်လေးအဆင့်ဆက်နေမှာရက်တီနေတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဗျ။ဒါကြောင့်လည်းသူတို့နှစ်ယောက်ရဲ့ပွဲစဉ်ကပွဲကောင်းတစ်ပွဲဖြစ်လာမှာပါ။ဘရူနိုဆီလ်ဗာကကြတော့ BJJ မှာကပတ်နဲ့အဆင့်ရှိတဲ့ဖိုက်တာတစ်ယောက်ဖြစ်တယ်။ပြီးတော့နီးပြတစ်ယောက်ဖြစ်လဲသူကအလုပ်လုပ်ကန်နေတယ် အသက်ကတော့35နှစ်ရှိပါပြီ။ငယ်ကုံမာကုံနဲ့ပါဝါပိုင်းမှာတော့ဘရူနိုဆီလ်ဗာကအားရစရာတိတ်ပြီးမရှိလာပါဘူး။လူငယ်ဖြစ်တဲ့ဂျိုရှွာဘန်ကပိုပြီးအားရစရာကောင်းနေပါတယ်။ဂျိုရှွာဘန်ကသူ့ကိုဆွဲလဲချဖို့ကြိုးစားတဲ့ဖိုက်တာတွေကိုတံပြန်နဲ့တိတ်တောင်းဒက်ဖန့်စ်တဲ့အရန်ကောင်းလာပြီ။အဲ့တော့ဒီပွဲမှာဘရူနိုဆီလ်ဗာဘက်ကဘလိုဗျူဟာမျိုးကိုထုတ်သုံးလာလိမ့်မလဲဆိုတာကိုစိတ်ဝင်စားစရာကောင်းနေပါတယ်။ဘရူနိုဆီလ်ဗာဟာ BJJ ကစားလာမလားဆိုတာကိုတော့ကျွန်တော်တို့တွက်ဆဆောင်ကြည့်ကြရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ BJJ သာဘရူနိုဆီလ်ဗာကစားလာရင်ဂျိုရှူအာဘန်အတွက်အဲ့ဘော်ရနည်းနည်းလေးခတ်သွားနိုင်တယ်ဗျဒါပေမဲ့အခုနောက်ပိုင်းမှာဘရူနိုဆီလ်ဗာကစတန်ဖိုက်တွေကိုပို့ပြူအားပြုကစားနေတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဘရူနိုဆီလ်ဗာဟာဘုံတိုင်းကျဲပြီးကစားတတ်တယ်အလဲထိုးဖို့ကိုဥတီတတ်တယ်ချုပ်ပြီးကစားတဲ့ဘက်မှာလည်းနည်းနည်းတော့အားတန်တယ်ဒါတွေကိုတော့ဂျိုရှူအာဘန်သတိပြုအောင်ပါဗျအဲ့ဒါတွေကိုသတိပြုပြီးတော့တံပြန်နိုင်ရင်တော့ဂျိုရှူအာဘန်ရလက်ကောင်းဖို့နှိစက်ပါတယ် ဂျိုရှွာဘန်ဟာဒီပွဲကိုနိုင်လိုက်မယ်ဆိုရင်သူ့အတွက်အခွင့်အလမ်းတွေအများကြီးဖြစ်ထွန်းလာစရာရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ဘရူနိုဆီလ်ဗာကိုနိုင်တာနဲ့သူ့မျောလင့်ချက်ရဲ့ပထမရှင်လန်းဖြစ်တဲ့ ranking 10ပေါ်လေးအဆင့်30လေးကိုဝင်နေတဲ့ fighter တယောက်နဲ့ထိုးခွင့်ဆိုတဲ့အိမ်မက်ဟာအကောင့်ထဲပေါ်လာမှာပါ။အဲ့လိုဖြစ်လာခဲ့ရင် champion ရှေကဘတ်စီရှိတတ်နိုင်မှုလမ်းကလည်းလမ်းပွင့်သွားပါလိမ့်မယ်ဗျ။အဲ့တော့ဂျိုရှွာဘန်ဟာဘရူနိုဆီလ်ဗာကိုအနိုင်ယူပြီးအဲ့ဒီလမ်းတစ်ကိုအမေရိကဖောက်လုံနိုင်ပါစေလို့ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ